ပါလီစောပါဒီကနေ့ဇန်နဝါရီလ21ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးသွားပါမယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ယူမတိုက်ပွဲတွေနဲ့ရခိုင်ပြည်အတွင်းကစီးရဲအခြေအနေတွေကိုအေအေကထုတ်ပြန်ခဲ့တဲ့သတင်း။စစ်တွေမြို့ပြည်မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တွေလီရင်ကွင်းကိုလုံခြုံရေးအထူးတွင်းမြင့်ထားတဲ့သတင်းနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဘောမီနဲ့ရွှေတောင်ရဲ့မြို့အကြားကြီးရော်တွေကိုစစ်ကောင်စီကရွှေပြောင်းခိုင်းတဲ့တရေပောင်ဝင်ထူခြားတဲ့တရေတွေကိုတင်ဆက်ပြီးတော့ပါမယ်ရှင်။စစ်တွေအန်နဲ့အီယာဝတီတိုက်ပွဲတွေအပအဝင်ရခိုင်ယူမနဲ့နီနမေရှင်ထိဆက်နေတဲ့နေရာတွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့လက်တလောစီအခြေအနေတွေကိုအာရခတစ်တိုအီအီကဇန်နဝါရီလ20ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါရီ။ရခိုင်ယူမနဲ့နီနမေရှင်ထိဆက်နေတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့အာရခတက်တော်တို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါရယ်စစ်ကောင်စီဟာစစ်တွေမြို့နေကဝါဘူကြီးရော်ထေကိုဒရုန်းတွေနဲ့ပုံကျေတိုက်ခိုက်ခဲ့တာကြောင့်အရဲသားလူနေတရှိမိလောင်ပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ထားပါရယ်ရခိုင်အီယာဝတီတိုင်းအဆက်နေရာတရှိ point 369ကုန်းနဲ့အီယာဝတီတိုင်းရေကြီးမြို့ချင်းစုကြီးရော်အနီးမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့တယ်လို့သိရပါရယ် အမ်းမြို့နယ်အတွင်းအမ်ပဒန်ကားလမ်းမအနားမှာအပြန်အလှန်ထိုးစစ်ခန့်စစ်တွေနဲ့အတူတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြတာတပတ်ကျော်လောက်ကြာနေခဲ့ပြီလို့အာရခတက်တော်ကထုတ်ပြန်ထားပါရယ်။ဒါအပြင်တမရှိရှိကိုကိုလက်အောက်ခံတပ်ရင်းတွေမကွေးကပစတပ်ဖွဲ့ဝင်တွေပါဝင်နေရန်သူတပ်ရင်းတွေနဲ့2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့ကလေးကနေစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အေအေကထုတ်ပြန်ခဲ့ပါရယ်။ စစ်တွေမျိုးပြင်းကဝါဘူကြီးရော်ဖက်မှာအာရခတက်တော်အီနဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီဟာစစ်တွေမျိုးလီရင်ကွင်းကိုအင်အားဖြည့်တင်းထားကလုံချုံရေးကိုအထူးတွန်းမြင့်ထားတယ်လို့တင်ရရှိပါတယ်စစ်တွေမျိုးလီရင်ကွင်းမှာစစ်တပ်စုပေါင်းတပ်ရင်းတင်းနဲ့အင်အားအပြည့်ရှာထားပြီးလီရင်ကွင်းပတ်ဝန်းကျင်တစ်ခုလုံးမှာနေရာယူထားတယ်လို့စစ်တွေမျိုးခံအမျိုးသားတယောက်ကပြောပါတယ် လင်းကွေးအတွင်းကိုဝင်ရောက်နိုင်တဲ့လမ်းစုံတွေကိုလည်းပိတ်ထားပြီးအရေးပေါ်ရဟန်းရင်တွေလည်းရှာထားတာတွေ့ရတယ်လို့သူကဆက်ပြောပါရယ်။ရခိုင်ပြည်မှာအဓိကလင်းကွင်း၄ကွင်းရှိရမှာတန်တွေးနဲ့အန်းလင်းကွင်းတွေကိုအာရခတက်တော်ကထိန်းချုပ်ထားပြီးစစ်တွေနဲ့ကြောက်ဖြူလေးစိတ်တွေကိုရောစစ်ကောင်စီကထိန်းချုပ်ထားပါရယ်။စစ်တွေလေးစိတ်ကြသွားရင်ရန်ကုန်နေပြည်တော်နဲ့လုံအောင်အဆက်ပြတ်သွားမှာဖြစ်ပြီး လက်ရှိကုန်းလန်းကလေစစ်တွေကိုလာလို့မရတလို့ရေလန်းကလေမလွေကူတော့ဘူးလို့ဒေသခံတွေကဆိုပါရယ်ဒါကြောင့်စစ်တွေလေးစိတ်ဟာစစ်ကောင်စီရဲ့အတွက်အရန်ကိုအရေးကြီးလို့လုံခြုံရေးကိုအထူးပြင်ကျက်လိုက်တာလို့လေးလာသူတွေကပြောဆိုကြပါရယ်အီယာဝရီတိုင်းရွှေတောင်ရံမြို့နယ်ကဘောမီကျေးရွာနာမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဘောမီနဲ့ရွှေတောင်ရံမြို့အကြားကကျေးရွာတွေကိုဇန်နဝါရီလ16ရက်နေ့ကနေစပြီးစစ်ကောင်စီက အမိန့်ထုတ်ရွှေ့ပြောင်းခိုင်းထားတယ်လို့ဒေတာရင်းကသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အခုလိုရွှေ့ပြောင်းခိုင်းတာကြောင့်ဘောမိဂျီယော်နဲ့ရွှေတောင်ရံမြို့အကြာကသဘောကန်ဂျီယော်ဝက်တီဂျီယော်နဲ့ပိုလောင်ဂျီယော်တွေကဒေတာခံပြည်သူတွေဟာပသိမ်မြို့နဲ့ရန်ကုန်မြို့တွေကိုပြောင်းရွှေ့နေကြတယ်လို့ဒေတာခံမြို့သားတယောက်ကပြောပါဗျ။အဲ့ဒီရော်တွေကရော်သားတွေဟာရှောင်းတာကိုစိုက်ကယ်တွေသုံးပြီးတွေနဲ့အရင်ရွှေ့ပြောင်းခဲ့ပြီး အဲ့ဒီကနေတစင်းအတိတ်နဲ့ရန်ကုန်ကိုဖြောင်းခေကြတယ်လို့သူကဆိုပါတယ်။လက်ရှိအချိန်မှာဘောမီကြီးရော်ကိုအာရခတက်တော်အေးနဲ့ပူပေါင်းတက်တွေကထိန်းချုပ်ထားပြီးကြီးရော်တဝိုက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းကပါလက်နက်ကြီးအုံပြုကတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာစစ်တပ်နဲ့ MNDAA တို့အပြစ်ခတ်ရစီရေးသဘောတူစာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးခဲ့လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကမနေ့ကပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။မြန်မာစစ်တပ်နဲ့ MNDAA တို့ဟာဇန်နဝါရီလ6ရက်နေ့ကနေစပြီးအသက်ဝင်မဲ့အပြစ်ခတ်ရစီရေးသဘောတူစာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံနေဆက်နာမှာတိုက်ပွဲတွေရပ်တန့်သွားတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မောင်နင်းကပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံကကုမင်းမျိုးမှာတွစ်ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီးငြိမ်းချမ်းရေးမြင့်တင်ဖို့ကြိုးပမ်းဆောင်ရွက်ခဲ့လို့နှစ်ဖက်စလုံးကတရုတ်နိုင်ငံကိုကြည်စုတင်နေလို့သူကဆိုပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းခြေနေကိုအေးချမ်းသွားစေတာဟာမြန်မာနိုင်ငံအတွင်းကသက်ဆိုင်သူအလုံးနဲ့မြန်မာတရုတ်ဘုံအကျိုးစီးပွားအတွက်ဖြစ်တယ်လို့သူမှပြောဆိုခဲ့ပါတယ်။ ဒါအပြင်တရုတ်နဲ့မြန်မာအကြားနေဆက်ဒေသလုံခြုံရေးတည်ညီရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုတယ်လို့လည်းသူမဆိုပါရယ်တရုတ်နိုင်ငံဟာညီချင်ရေးဆွေးနွေးပွဲတွေကိုတက်ကြွစွာမြင့်တင်ကမြန်မာနိုင်ငံမြောက်ပိုင်းညီချင်ရေးလုပ်ငန်းစဉ်အတွက်အကူအညီတွေကိုဆက်လက်ပံ့ပိုးသွားမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါရယ် နိုင်ငံတကာသတင်းဘုတ်အနေနဲ့ကတော့ American ပဒါနာဆိုတဲ့အယူဆကိုအခြေခံပြီး American ရွှေခေတ်ပြန်ရောက်ရမယ်လို့သမရထရန်ကပြောဆိုလိုက်ပါတယ်။မနေ့ကကျင်းပခဲ့တဲ့48ရောက်မြောက်သမရအဖြစ်ကျန်းသစ္စာကျင်းစုပွဲမှာပြောကြတဲ့ပထမဆုံးမင်ခွန်မှာအခုလိုပဲသမရထရန်ကပြောကြားခဲ့တာပါအမေရိကန်ကိုတကဘာလုံးကလေးစားအကြရတဲ့နိုင်ငံပြန်ဖြစ်လာရမှာဖြစ်ပြီးသူ့အစိုးရတပ်တန်းအတွင် နေ့စဉ်လှုပ်ဆောင်မှုနိုင်ဟာအမေရိကန်ဦးစားပေးဖြစ်ရမယ်လို့ထရန်ကဆိုပါတယ်လူဝင်မှုကြီးကြပ်ရေးတင်းကျပ်မှုတွေကိုပထမဆုံးနှိမ့်မှာပဲစတင်အရေးယူဆောင်ရွက်သွားမယ်လို့လည်းသူကဆိုပါတယ်အမေရိကန်ဟာပွင့်လင်းပြီးတကမ္ဘာလုံးကလေးလေးစားစားဆက်ဆံခံရတဲ့တိုက်ပြည်ပြန်ဖြစ်လာပြီးနိုင်ငံတိုင်းကအားကြရမယ်လို့သူကပြောဆိုပါတယ်ကျွန်တော်တို့ကိုဘလို့မှအမျက်ထုတ်အခွင့်အရေးယူတာမျိုးခွင့်မပြုနိုင်တော့ပါဘူး။ Trump အဆိုရလက်ထက် နေ့စဉ်တိုင်းမှာအမေရိကန်ကသာပထမဦးစားပေးဆိုတာရှင်းရှင်းလင်းလင်းဖြစ်ရပါမည်။ဒါအပြင်ငင်းချမ်းရေးဖော်ဆောင်သူနဲ့ညီညွတ်ရေးတမအဖြစ်ဂုံယူဇော်နဲ့တမိုင်းအမွေ ထားရမည်လို့ထရန့်ကပြောဆိုလိုက်ပါရီ။တမနာတောင်ဝန်မယူခင်တည့်ရက်မှာပဲအရှိအလီပိုင်းကဒစားခံတွေလွမြောက်လာကမိသားစုတွေစီပြန်သွားကြပြီလို့လေသူကပြောကြားခဲ့ပါရီ။မက္ကဆီကိုပင်လေကွေ့ကိုအမေရိကန်ပင်လေကွေ့အဖြစ်နာမည်ပြောင်းမယ်လို့ပြောဆိုခဲ့တယ်လို့အမေရိကန်တွေဆောက်ခဲ့တဲ့ ပနမတူးမြောင်းကိုလေပြန်ယူမယ်လို့လေထရန့်ကပြောဆိုခဲ့ပါရှင်နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကျမတို့နရီစရာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရင်းစာရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်